တရားပြတော့အိမ်မမလမ်းလျှောက်တန်ကြတဲ့မိမအတိတဲ့ဒါသူယောက်ျားခြေတန်သူပြီးတယ်လေဟာငါယောက်ျားတော့မချွတ်တော့ဘူးဆိုတော့ခါနေတိုင်းဖုံးကြီးပင့်ဆွန်းတော့တာခုနှစ်ရလုံးလုံးမရဘူးမရတော့မိမလည်းပဲတော်တော်စိတ်မကောင်းဖြစ်ပြီးတော့လူပါချုံးကြသွားတာပဲဒါလောက်တရားတွေလှုပ်ထားပြီးဘလို့ဖြစ်တာလဲဆိုပြီးတော့စိတ်မကောင်းနေဖြစ်ပြီးတော့မစားနဲ့မတော့နိုင်ဖြစ်တော့တငယ်ချင်းတွေကမိမကိုပြောတယ်ဟဲ့နေဒီတိုင်းနေနေပါပါသွားလိမ့်မယ်လာလိုက်ခဲ့ဖျားဖူးသွားမယ်ဆိုအတင်းဆွဲခေါ်သွားတော့ပါသွားရော့ ပါသွားပါသွားရင်းနဲ့ဟိုသုံးလေးရက်လောက်ရောက်တော့ဖုန်ကြီးចောင်းတចောင်းကိုတွေးတော့နာမည်ကြီးဖုန်ကြီးចောင်းတចောင်းတွေးတော့အဲဆရာတော်ဝင်ဖူးအောင်ဆရာတော်ရှိလားမသိဘူးမေးလိုက်တော့ရှိတယ်ဆိုဒါဆိုတော့ဝင်ဖူးမယ်ဆိုဖူးကြတာသူတို့ခုနှစ်ယောက်ဖွဲ့သွားတာဝင်လာတဲ့ဆရာတော်ဟဲ့နင်တို့ရှစ်ယောက်တောင်လားဆိုတော့အလုံးကမျက်လုံးပြူးနေရောအဲ့တော့မှဟိုတကမကပြောတယ်မှန်ပါဗျာသူရောယောက်ျားပါပါပါတယ်ဖေဟာဆိုအဲ့တော့မှဟိုလူတဲ့အမလေးဒုက္ခပါပဲဆိုစောစောမတိတော့တော့မကြောက်ဘူးတိတော့ကြောက်ပြီသူရောယောက်ျားပါပါသူယောက်ျားတရေဘွားနဲ့လိုက်နေတာဟုတ် အဲ့နဲ့ဘယ်လိုဖြစ်တာလဲပြောစမ်းဆိုတော့မှ အမျိုးသမီးကအဲ့ဒီအကြောင်းလေးပြောပြပြောပြတော့ဆရာတော်ကဒီတရေဝင်ပူးခိုင်းတယ်တဲ့တရေကဝင်ပူးပြီးတော့မင်းဘယ်လိုဖြစ်တာလဲဆိုတော့တပည့်တော်သေကံဤဝေဒနာကိုရှုနိုင်တယ်တဲ့ရှုလဲရှုနေပါတယ်တဲ့ဒါပေမဲ့အဲ့သေကံဤလေးမှာမိမလာပြီးတော့ပြောပြတာယောက်ျားနဲ့ငါ့အတွက်မပူနဲ့နေရှာတဲ့စီးပွားတွေနဲ့အဆင်ပြေတယ် ်ခလေးနှစ်ယောက်ကလည်းလိန်ပါတယ်အဲ့တော့နေကို့ဘဝကိုကောင်းအောင်လို့စူးစမ်းရှုမှတ်အဲ့လိုပြောလိုက်တဲ့စကားကြားပြီးတော့ဩငါ့ဘောဒီလောက်ကောင်းတဲ့မိန်းမခွဲရတော့မယ်ဆိုစိတ်မကောင်းဖြစ်သွားတာတဲ့ပြီးရောဟိုကတော့တရားမှတ်စေချင်တာ तू ကဘယ်ဘက်ကလှည့်တွေးလိုက်တာတန်ရောစင်ဘက်ကငါ့ဘောဒီလောက်ကောင်းတဲ့မိန်းမကိုငါခွဲရတော့မယ်ဆိုစိတ်မကောင်းဖြစ်တဲ့အချိန်ဖတ်ခနဲ့သေးသွားတာအဲ့ဒါတရားဖြစ်ရောတဲ့အဲ့ဒါဆိုမင်းအိမ်မှာနေတိုင်းဆုံးတော်တာမရဘူးလားဆိုတော့တွေ့သားပဲတဲ့ တာတို့မခေါ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုဒီမိမနဲ့ခွဲရမှာစို့လို့တဲ့ပြီးရောဒဒဒသူတာတို့ခေါ်လို့ကြွတ်သွားရင်မိမနာထွက်ရတော့မှာဟိုအဲအဲ့ဒါကြောင့်မလို့မခေါ်ဘူးတဲ့အဲ့တော့မှဘုန်းကြီးကတရေကိုတရားဟောတာတဏှာကြီးလောက်ကြတယ်တော်တော်ကြာကြာလေးဟောရတယ်ဒီမင်းတို့ဘဝချင်းမတူတော့တဲ့အတွက်ပေါင်းလို့လည်းရတာမဟုတ်တော့ဘူးမင်းဘဝကြီးကဒုက္ခအကယ်၍ဒီမိမသေသွားလို့မင်းကိုမေ့သွားကြပြီဆိုလို့ရှိရင်ဘသူအမျှဝေပေးမလဲအဲ့ကြမှာမေတ္တာဓုခေါ်ခြင်းလို့မရဘူးနော်။ဗာညာနဲ့ပြောလိုက်တော့မှနောက်ဆုံး ဒါဆိုမနေ့ပြင်ကုသိုလ်လုပ်ပေးဆိုတော့အဲ့အကြောင်းမှာပဲကုသိုလ်လုပ်အမျှဝေလိုက်လို့ချွတ်သွားတယ်တဲ့ပြောချင်တာသေကံဤလေးစိတ်တစ်ချက်ကတရားသမားတောင်လဲသွားရင်ဘာဖြစ်သွားတာတရေဖြစ်သွားတာအဲ့တော့သေကံဤအဲ့ဒီတတ္တယအယွယ်ဟာ သေဖို့ရနီးစပ်တဲ့အယွယ်ဖြစ်တဲ့အတွက်ဘာနဲ့ပဲပြောတရားနဲ့ပဲပြောသာသမီနဲ့မပြောနဲ့တော့မီးနဲ့မပြောနဲ့စီးပွားနဲ့မပြောနဲ့နော်ဘာနဲ့ပဲတရားနဲ့ပဲပြောပါလို့ဒါ ဖုံဖုံရေးတဲ့လင်ကပါဒီဥစ္စာတော့ဘာဖြစ်လို့လဲဆိုတော့ဒါတကယ်လို့